နန္ဒာသည်မြို့ဆွန်ဖျားကလမ်းဘေးဈေးတယ်မလေးတူသာသူမရဲ့ဘဝကရိုးရှင်းပါတယ်ဒါပေမဲ့ရက်ကွက်အုပ်ချုပ်ရေးမှုရဲ့တားဖြစ်သူရန်နိုင်ကသူမရဲ့ဈေးဆိုင်လေးကိုဖျက်ဆီးပစ်လိုက်တဲ့အခါမှာတော့နန္ဒာရဲ့ဘဝဟာလုံးဝပြောင်းလဲသွားခဲ့ပါတယ်ဒီဖြစ်ရက်ကနန္ဒာအတွက်မထင်မှတ်ထားတဲ့ခက်ခဲကြမ်းတမ်းတဲ့ခရီးလမ်းကို စတင်စီခဲ့ပါတော့တယ်နန္ဒာဟာတောနယ်မြို့လေးတစ်မြို့က ိုရှင်နဲ့မိသားစုမှာမွေးဖွားကြီးပြင်းလာခဲ့တာပါငယ်စဉ်ကလေးဘဝကတည်းကမိဘတွေဟာမိသားစုစားဝတ်နေရေးအတွက်မနာမနေစူးစမ်းရုန်းကန်နေရတာကိုသူမတွေ့မြင်ခဲ့ရပါတယ်အခုတော့နန္ဒာဟာငေရွယ်တဲ့အမျိုးသမီးတအူးအနေနဲ့မြို့ပြရဲ့စီကားတဲ့လမ်းဘေးမှာသူမကိုယ်တိုင်ပြုလုပ်ထားတဲ့ အစားအစာလေးတွေကိုရောင်းချရင်ခိုင်မာစွာရည်တည်နေခဲ့ပါတယ်။မော်တော်ယာဉ်တွေရဲ့မိခိုးတွေဖုံမှုတွေကြောင့်သူမရဲ့မျက်လုံးတွေဟာမကြာခဏဆိုသလိုပူဆက်ဆက်ဖြစ်နေရပါတယ်။ဒါပေမဲ့နန္ဒာဟာဘယ်တော့မှညှဉ်းညူခြင်းမရှိပါဘူး။ဒီနေ့ရဲ့ပင်ပန်းမှုဟာသူမရဲ့အနာဂတ်အိမ်မက်တွေအတွက်ယင်းနှိမ့်ညွန့်နယ်မှုတစ်ခုလို့သူမယုံကြည်ထားပါတယ်။ နန္နာရဲ့ဆိုင်လေးမှာလာရောက်ဝယ်ယူကြတဲ့ဖောက်သည်တွေဟာအမြဲတမ်းပြုံးပြုံးရွှင်ရွှင်နဲ့ပါတချို့ကတော့နန္နာလုပ်တဲ့မုံတွေကိုစိုက်နှစ်သက်လို့ဝယ်ကြတာပါတချို့ကတော့သူမရဲ့စူးစမ်းရုံးကန်မှုကိုတနာလို့ဝယ်ကြတာပါဒါပေမဲ့နန္နာအတွက်ကတော့ဖောက်သည်တိုင်းဟာသူမအတွက်ဂျေစုတင်ထိုက်တဲ့ကံကောင်းခြင်းတွေပါပဲနန္နာဟာဖောက်သည်တွေကိုစူတောင်းပေးဖို့ဘရောမမမေ့ပါဘူး ူမကိုယ်တိုင်အတွက်မျှော်လင့်ထားသလိုသူတို့အားလုံးလည်းကောင်းသောကံကြမ္မာတွေနဲ့ပြည့်စုံပါစေလို့သူမဆုတောင်းပေးပါတယ်။လမ်းမပေါ်ကလေဒုညဉ့်ညမ်းမှုတွေဖုံမှုန့်တွေကြားထဲမှာနန္ဒာရဲ့ဇေယောင်းခြင်းဟာတခါတရံကြမ်းတမ်းတဲ့ခီးလန်းဖြစ်နေပေမဲ့ သူမဟာခြေလန်းတွေကိုအမြဲတမ်းဆက်လက်လန်းနေခဲ့ပါတယ်။နေဝင်ချိန်ညနေရောင်တွေပျောက်ကွယ်ပြီးညရောက်တဲ့အခါမှာတော့နန္ဒာဟာသူမရဲ့တဏိတာရောင်အားကိုပြန်ပြီးရေတွက်ပါတယ်။တခါတရံမှာတော့စိတ်သက်သာရာရတဲ့အပြုံးတွေပြုံးနေတတ်ပြီးတခါတရံမှာတော့မျက်ရည်တွေကိုမျိုးသိပ်ထားရပါတယ်။ဒီနေ့ရဲ့ရောင်အားဟာမလုံလောက်သေးတာကိုသိတဲ့အခါမျိုးပေါ့။ဒါပေမဲ့နန္ဒာဟာဘယ်ရာပဲဖြစ်ဖြစ် မနှက်ဖြံမှ သူမဟာဒီလမ်းထောင်လေးမှာခိုင်မာစွာပြန်ရက်တည်ပြီးဘယ်တော့မှအရှုံးမပေးပဲရုန်းကန်သွားမယ်လို့သူမစိတ်ထဲမှာကတိပြုထားပါတယ်။သူမရက်တည်နိုင်တဲ့၍မျောလင်းချက်ဟာအမြဲရှိနေမယ်လို့သူမယုံကြည်ထားပါတယ်။တနေ့တော့နေကပုံမှန်ထက်ပိုပြီးပူပြင်းနေခဲ့ပါတယ်။ပြုဝက်ချက်တွေကိုဖုံးကွယ်ထားတဲ့နမိတ်ပုံတစ်ခုလိုပေါ့။နန္နာဟာသူမအကြိုက်ဆုံးကန့်ကော်ပင်ကြီးအောက်မှာဖောက်တဲ့တွေကိုဝန်ဆောင်မှုပေးနေခဲ့ပါတယ်။ဒီနေ့ဟာမမျောလင့်ထားတဲ့ဆိုးရွားတဲ့ဖြစ်ရက်ကို ရင်ဆိုင်ရလိမ့်မယ်ဆိုတာသူမလုံးဝမသိခဲ့ပါဘူးသူမရဲ့ဈေးရောင်းချတဲ့လဲလေးကိုပြန်ပြီးပြင်ဆင်နေချိန်မှာတော့တောက်ပြောင်နေတဲ့အနက်ရောင်ကားတစီးဟာသူမရှိမှတိတ်တလာရက်လိုက်ပါတယ်တန်းစီနေတဲ့ဖောက်တဲ့တချို့ဟာဘေးဘက်ကိုတိန်းဆောင်ပေးလိုက်ရပါတယ်ကားရဲကနေ ဝမ်ခေါအုပ်ချုပ်ရေးမှုရဲ့နမည်ကြီးသားဖြစ်သူ ရန်နိုင်ဆိုတဲ့အမျိုးသားတဦးဟာမာနကြီးရဲ့မျက်နာနဲ့ထွက်လာခဲ့ပါတယ်။ခိုင်မာတဲ့ခြေလန်းတွေနဲ့သူမဇေလဲနာကိုချင်းကပ်လာပြီးသူမပြုတ်လုထားတဲ့မုံတွေကိုလောင်ပြောင်တဲ့အကြည့်နဲ့ကြည့်လိုက်ပါတယ်။ဒီမှာမင်းမလုံနေတာလဲ။ငါမျက်စိရှိမှမင်းတို့လမ်းမေးသေးတယ်တွေက တကယ်ကိုမျက်စိနောက်စရာပဲရန်နိုင်ရဲ့မောက်မာတဲ့လေတန်ဟာလေထဲမှာပြန့်လွင့်သွားပါတယ်နန္ဒာကတော့ဘာမှပြန်မပြောပဲတိတ်ဆိတ်စွာပဲနေလိုက်ပါတယ်ဒါပေမဲ့ရန်နိုင်ကတော့အဲ့ဒီမှာရက်မနေခဲ့ပါဘူးသူကနန္ဒာရဲ့ဈေးလဲပေါ်ကမုံတွေကိုတစ်ခုပြီးတစ်ခုကန်ကြောက်ပြီးမြေပြင်ပေါ်ကို လွင့်စင်အောင်လှုပ်ပစ်လိုက်ပါတယ်နန္ဒာကသူ့ကိုတားဖို့ကြိုးစားခဲ့ပေမဲ့ရန်နိုင်က သူ့မောက်ကိုတွန်းထုတ်ပြီးမင်းလိုလူတွေကဒီနေရာမှာနေရမရှိဘူး လို့ရိုင်းဆိုင်စွာပြဩဆိုခဲ့ပါတယ်နန္ဒာဟာနာကျင်မှုနဲ့နှဆိုင်နဲ့ဝမ်းနည်းမှုတွေကိုထိန်းချုပ်ဖို့စူးစမ်းခဲ့ပါတယ်ဒါပေမဲ့သူမရဲ့လှအားအသေးပွင့်တွေကိုရန်နိုင်ကမောက်မာတဲ့အကြည့်နဲ့နင်းချေဖြစ်စည်းပစ်တာကိုကြည်နေုံကလွဲလို့သူမဘာမှမလုပ်နိုင်ခဲ့ပါဘူးပဝင်းကျင်ကလူတွေကတော့ရန်နိုင်ဘသူဆိုတာသိတော့တိတ်ဆိတ်စွာပဲကြည်နေကြပါတယ်ရန်နိုင်နဲ့ရန်ဖြစ်တာဟာသူ့အဖေရက်ကွက်အုပ်ချုပ်ရေးမှုရဲ့ ဩဇာအာဏာနဲ့ပါဆက်ဆက်သွားနိုင်တယ်ဆိုတာကိုသူတို့သိကြပါတယ်။နန္ဒာကတော့ပျက်စီးသွားတဲ့သူမရဲ့ဈေးလဲအနီးမှာထိုင်ပြီးငိုကြွေးနေခဲ့ပါတယ်ရန်နိုင်။ကတော့နန္ဒာရဲ့ဈေးရောင်းချတဲ့ပစ္စည်းတွေကိုဖျက်ဆီးပစ်ပြီးတဲ့နောက်မောင်မာစွာနဲ့ထွက်သွားခဲ့ပါတယ်။အဲ့ဒီဖြစ်ရဲ့အားလုံးကို မြင်တွေ့ခဲ့တဲ့လူတဦးကသူ့ရဲ့ဖုန်းနဲ့ဗီဒီယိုရိုက်ကူးထားခဲ့ပါတယ်။အဲ့ဒီဗီဒီယိုဖိုင်ဟာနောက်ပိုင်းမှာနန္ဒာအတွက်တရားမျှတမှုရရှိဖို့ လမ်းစားတစ်ခုဖြစ်လာခဲ့ပါတော့တယ်ဒီနေ့မှာတော့နန္ဒာဟာလေးလံတဲ့ခြေလမ်းတွေနဲ့အိမ်ပြန်ခဲ့ပါတယ်ပျက်စီးနေတဲ့ဈေးလေးလေးကို မဖြစ်မနေဆွဲပြီးတိတ်ဆိတ်စွာလမ်းလျှောက်ခဲ့ပါတယ်သူမရဲ့စိတ်နှလုံးဟာခြေခွဲဝန်းနေနေခဲ့ပါတယ်ဝန်းနေမှုရှည်ရွမှုနဲ့ဖုံးကွယ်ထားတဲ့ဒေါသတွေဟာသူမရဲ့စိတ်ထဲမှာပြည့်နေနေခဲ့ပါတယ်လမ်းတစ်လျှောက်လုံးရန်နိုင်ရဲ့မောက်မာတဲ့ညနာကို သူမစိတ်ထဲကနေမဖြောက်ဖြက်နိုင်ခဲ့ပါဘူး သူမရင်ဘတ်ဟာပူဆက်ဆက်ဖြစ်နေခဲ့ပါတယ်နန္ဒာဟာဒီလိုသေးငယ်တယ်လို့ခံစားခဲ့ရတာဒါပထမဆုံးအကြိမ်ပါပဲသူမရဲ့စူးစမ်းရုံးကန်မှုတွေဟာစက္ကန့်ပိုင်းအတွင်းမှာပျက်စီးသွားခဲ့တယ်လို့ပါပဲသူမရဲ့အိမ်လေးကိုရောက်တော့ နန္ဒာဟာတကားကိုပိတ်ပြီးနယံကိုမိထိုင်လိုက်ပါတယ်ပြီးတော့မျက်ရည်တွေဟာတိတ်ဆိတ်စွာ စီးကျလာခဲ့ပါတယ်မယောင်းရတော့တဲ့ကြံရှိနေသေးတဲ့မုံတွေကို သူမကြည့်နေခဲ့ပါတယ်ချင်းငွေနဲ့ဝယ်ထားတဲ့အစားအစာတွေမနှက်စောစောကလေးကစူးစားလုပ်ခဲ့ရတာတွေအားလုံးဟာအခုတော့အချင်းကြီးဖြစ်ကုန်ပါပြီနန္ဒာကစိတ်ထဲမှာမေးခွန်းထုတ်မိပါတယ်ဘာလို့သူမလို့ခက်ခဲတဲ့ဘဝကို ရုန်းကန်နေရတဲ့လူကဒီလိုခက်ခဲတဲ့စမ်းသပ်မှုမျိုးကိုရင်ဆိုင်ရတာလဲဆိုပြီးတော့ပေါ့ ဒါပေမဲ့မထင်မှတ်ထားပဲဖြစ်ရက်တစ်ခုလုံးကိုမှတ်တမ်းတင်ထားတဲ့ဗီဒီယိုဖိုင်ဟာလူမှုကွန်ရက်ပေါ်မှာပြင်းပြန်စွာပြန့်နှံ့သွားခဲ့ပါတယ်။ရန်နိုင်ရဲ့မောက်မာမှုနဲ့နန္နာရဲ့အားကိုးရမဲမှုတွေကိုပြသထားတဲ့ဗီဒီယိုဖိုင်ဟာလူထုကြားမှာရေပန်းစားတဲ့ခေါင်းစဉ်တစ်ခုဖြစ်လာခဲ့ပါတယ်။ ဝေဖန်မှုတွေနဲ့ပြစ်တင်ရှုံချမှုတွေဟာမှတ်ချက်ပေးတဲ့နေရာမှာနှိမ်ယံစွာပြည့်နှက်သွားခဲ့ပါတဲ့ဒီကိစ္စကိုပုံမိုကြော်ကြားစေပြီးကျယ်ပြန့်တဲ့လူတို့ရဲ့အာယုံဆိုင်မှုကိုရရှိစေခဲ့ပါတယ်။နောက်နေ့မနက်မှာနန္ဒာဟာသူမရဲ့ဝန်내မှုကနေပြန်လဲထူထောင်ဖို့စူးစမ်းနေချိန်မှာသူမအိမ်တကားခောက်တန်းကြောင့်အံ့အားတင့်သွားခဲ့ပါတယ်။အိမ်နီးနားချင်းတွေက သူနောက်ကိုစိတ်တက်ခွန်အားပေးုံသာမက လက်တွေ့ကြတဲ့အကူအညီတွေကိုလည်းယူဆောင်လာခဲ့ကြပါတယ်ရက်ွက်နေပြည်သူအချို့ကနန္နာပြန်လဲဈေးရောက်နိုင်ဖို့အတွက်ငွေကြေးနဲ့အစားအသောက်တွေကိုလှူဒန်းခဲ့ကြပါတယ်နန္နာဟာမျက်ရည်တွေဝဲနေတဲ့မျက်လုံးတွေနဲ့ဒီလောက်များပြားတဲ့လူတွေရဲ့အာယုံဆိုင်မှုကိုရရှိခဲ့မယ်လို့သူမမျှော်လင့်ခဲ့ပါဘူးသူမကိုယ်တိုင်မသိတဲ့လူတွေစီကပါအကူအညီမှုတွေရရှိခဲ့တာကြောင့်ပါ ဒါပေမဲ့ဒီလူလူရဲ့အာယုံဆိုင်မှုဟာနန္နာအတွက်ရောထွေးတဲ့ခံစားချက်တွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။တစ်ဖက်မှာသူမဟာကူညီတဲ့ကောင်းတဲ့လူတွေများစွာရှိနေသေးတာကြောင့် ကျေးဇူးတင်မိပါတယ်။ဒါပေမဲ့တစ်ဖက်မှာတော့သူမဟာအခုဆိုရင်လူအများရဲ့အာယုံဆိုင်မှုရဲ့ဗဟိုချက်ဖြစ်နေတာကြောင့်ကြောက်ရွံ့မိပါတယ်။ရန်နိုင်တဲ့သူ့မိသားစုရဲ့ချင်းချောက်မှုတွေဒုက္ခပေးမှုတွေပုံများလာမှာကိုသူမစိုးရိမ်နေခဲ့ပါတယ်။ရန်နိုင်လိုအာနာရှိတဲ့လူတွေကိုစန့်ကျင်ဖို့ဆိုတာမလွယ်ဘူးဆိုတာကိုသူမကောင်းကောင်းသိခဲ့ပါတယ်။နန္ဒာဟာသူမရဲ့စိတ်တက်ကိုပြအန်လဲစုစည်းဖို့စ조사နေခဲ့ပါတယ်။ သူမရဲ့ဘဝမှာကြုံတွေ့ခဲ့ရတဲ့ဆိုးရွားတဲ့ဖြစ်ရပ်တိုင်းမှာအတိတ်ပဲရှိမယ်လို့သူမယုံကြည်ခဲ့ပါတယ်။နောက်ဆုံးမှာတရားမျှတမှုရောက်လာပြီးသူမရဲ့ဆုံးရှုံးခဲ့ရတဲ့ဂုံတိတ်ခါကိုပြန်လဲယူဆောင်လာပေးမယ်လို့သူမယုံကြည်ခဲ့ပါတယ်။နောက်နေ့မနက်မှာတော့နန္နာဟာသူမရဲ့စိတ်ရှုပ်ထွေးနေတာတွေကိုဖြေလျှော့ဖို့အတွက် အင်ရှိလေကားထက်မှထိုင်နေခဲ့ပါတယ်မိခိုးရောင်ရဲကားတစ်စီးဟာသူမအင်ရှိမှာရက်လိုက်တဲ့အခါမှာတော့နန္ဒာဟာအံ့အားတင်သွားခဲ့ပါတယ်သူမရဲ့ရင်ခုန်တန်တွေဟာမြန်ဆန်လာခဲ့ပါတယ်ဒီဖြစ်ရက်ဟာမနေ့ကဖြစ်ခဲ့တဲ့ကိစ္စနဲ့ဆက်ဆက်နေမှာပဲလို့သူမတွေးလိုက်မိပါတယ် သူမနေရကနေလှုပ်လှုပ်ရှားရှားထွက်ပြီးဒီကိစ္စကပိုပြီးရှုပ်ထွေးလာပြီးသူမအတွက်အခက်ခဲအစ်စ်တွေဖြစ်လာစေမလားလို့စိတ်ထဲမှာတွေးနေခဲ့ပါတယ်ကားထဲကနေရဲရရှိတစိမ့်ပါတဲ့အဖြူရောင်ရှက်အင်ဂျီကိုဝစ်ဆင်ထားတဲ့တမာတဲ့အမျိုးသားတအူးထွက်လာခဲ့ပါတယ် သူကတော့ရဲတပ်ဖွဲ့မှာတရားမျှတမှုရှိပြီးတတိရှိတဲ့ထိတ်တန်းဆောင်ထောက်တူဖြစ်တဲ့ဒူရဲမှုအစ်စ်ပါပဲခိုင်မာတဲ့ခြေလန်းတွေနဲ့တင်းမာနေတဲ့နန္နာစီကိုသူချင်းကပ်လာခဲ့ပါတယ်ပြီးတော့ယင်ကျေးစွာနဲ့သူပဲသူဆိုတာကိုသူမကို ရှင်းပြခဲ့ပါတယ်ရန်နိုင်ကြောင့်ဖြစ်ခဲ့တဲ့အကြမ်းဖက်မှုအမှုကို စစ်ဆေးဖို့သူမစီကိုလာတာပါလို့သူပြောခဲ့ပါတယ်ရန်နိုင်ရဲ့မောက်မာတဲ့ဖြစ်ရဗီဒီယိုဖိုင်လူမှုကွန်ရက်ပေါ်မှာပြန့်နှံ့နေတာကိုလည်းသူသိခဲ့ပါတယ်ဒူရဲမှုအစ်စ် ရဲစကားတန်ကိုကြားတဲ့အခါနန္နာရဲ့အတန်ကအနှဲငယ်တုံရင်သွားခဲ့ပါတယ်။သူက သူ့မောက်ကိုယုံကြည်မှုနဲ့စိတ်သက်ခွန်အားတွေပေးခဲ့ပါတယ်။သူဟာဒီကိစ္စကိုတရားမျှတစွာကင်တွယ်မယ်လို့သူ့မောက်ကိုကတိပေးခဲ့ပါတယ်။နန္နာကတော့ဘာမှပြန်မပြောဘဲသူရဲမှုအတေရဲ့မျက်နာကိုစိုက်ကြည့်နေခဲ့ပါတယ်။ သူရဲမှုအစ်စ်ကနန္နာကိုအားပေးပြီးနောက်မှာရန်နိုင်ရဲ့အဖေပါဝင်ပတ်သက်နေတဲ့အဂတိလိုက်စားမှုအမှုကိုစုံစမ်းဖို့အတွက်ရဲစခန်းကိုထွက်သွားခဲ့ပါတယ်။သူရဲမှုအစ်စ်ကနန္နာကြုံတွေ့ခဲ့ရတဲ့အကြမ်းဖက်မှုကိစ္စဟာရန်နိုင်မိသားစုရဲ့ ဩဇာအာဏာနဲ့ဖုံးကွယ်ထားတဲ့ရာဇဝတ်မှုအလုံးကိုဖော်ထုတ်ဖို့အတွက်အစပြုမှုတစ်ခုဖြစ်နိုင်တယ်လို့သူယုံကြည်ခဲ့ပါတယ်။ဒူရဲမှုအစ်စ်မထွက်ခွာမီမှာနန္ဒာဟာတပြိုင်တည်းထဲမှာ စိတ်သက်သာရရပြီးစိတ်ထိခိုက်ခဲ့ပါတယ်။အခုတော့သူမဟာသူမလိုသေးငယ်တဲ့လူတွေအတွက်တရားမျှတမှုရရှိဖို့မျှော်လင့်ချက် တွေ့ရှိနေသေးတယ်ဆိုတာကိုနန္နာသိသွားခဲ့ပါတယ်။နန္နာဟာဒူရဲမှုအစ်စ်ကိုကျေးဇူးတင်တဲ့စိတ်အပြည့်နဲ့ကြည်နေခဲ့ပါတယ်။ဒူရဲမှုအစ်စ်ရဲ့စ조사မှုတွေဟာလက်တွေ့ကြတဲ့ရလက်တွေရရှိလာဖို့သူမတိတ်တဆိတ်မျှော်လင့်နေခဲ့ပါတယ်။သူမရဲ့မျှော်လင့်ချက်တွေဟာနှီးပါမင်းမိန်သွားခဲ့ပေမဲ့တရားမျှတမှုမရှိတဲ့အမောင်ထူထဲမှာအမှန်တရားအတွက်ယက်တီပေးဖို့ဆန္ဒရှိတဲ့သူတွေရှိနေသေးတယ်ဆိုတာကိုသူမယုံကြည်လာခဲ့ပါတယ်။ ရက်တွေကုံဆုံးသွားခဲ့ပြီးမြို့လေးရဲ့တင်းမာမှုတွေကပုံမပြင်းထန်လာခဲ့ပါတယ်။ရန်နိုင်ရဲ့အဖြစ်ရက်ွက်အုပ်ချုပ်ရေးမှုနဲ့ပတ်သက်တဲ့ကောလာဟာလာတွေကတစ်နေ့ထက်တစ်နေ့ပိုပြီးပြင်းထန်လာခဲ့ပါတယ်။ဆွဆွဲချက်တွေကတော့မယုံနိုင်စရာကောင်းတော့အောင်ပါပဲ။အဲ့ဒီအချိန်မှာဒူရဲမှုအစ်စ်ကရက်ွက်အုပ်ချုပ်ရေးမှုရဲ့အမှုမှာနက်နက်နဲနဲစုံစမ်းနေခဲ့ပါတယ်။ရက်ွက်အုပ်ချုပ်ရေးမှုရဲ့ ပုဂ္ဂလိကဗန်စည်ရင်းတွေကိုကြီးမားတဲ့ငွေပမာဏတွေလွှဲပြောင်းထားတဲ့တန်လျာဖြစ်ဖွယ်ငွေကြေးလွှဲပြောင်းမှုတွေကို တွေ့ရှိခဲ့ပါတယ်။အဲ့ဒီအရာတွေဟာဘလို့မှညီလူမရတဲ့တက်တေအထောက်ထားတွေပါပဲ။ဒီတက်တေအထောက်ထားတွေကတော့ရက်ွက်အုပ်ချုပ်ရေးမှုဟာ သူ့ရဲ့အာနာကိုအသုံးပြုပြီးသူ့ကိုယ်သူဘလို့ချမ်းသာကြွယ်ဝအောင် လုပ်ခဲ့လဲဆိုတာကိုရှင်းရှင်းလင်းလင်းပြသနေပါတယ်။နန္နာလိုသိငယ်တဲ့လူတွေကတော့ပုံမုံနှင်းမွန်းပြီးပြစ်ပယ်ခံနေရပါတယ်။ချက်ချင်းပဲရဲတပ်ဖွဲ့ကရန်နာရဲ့အဖေယုံခန်းကို ရုတ်တရက်ရှာဖွေခဲ့ပါတယ်။အာနာရဲ့နောက်ွယ်မှာပေါဝောင်းနေခဲ့ကြတဲ့အရာရှိအားလုံးကိုအံ့အားသင့်စေခဲ့ပါတယ်။ ဒဏ္ဍာရီဆန်နဲ့မြင်ကွင်းတစ်ခုက ဖြစ်ပေါ်လာခဲ့ပါတယ်။အဲ့ဒီမှာမောက်မာပြီးဘယ်တော့မှဥပဒေနဲ့ညှိစွန်းခြင်းမရှိဘူးလို့ခံစားနေရတဲ့ရန်နိုင်ရဲ့အဖေဟာသူ့ရဲ့ရာဇဝတ်မှုတွေဟာလူအများရှိမှနောက်ဆုံးတော့ဖော်ထုတ်ခံရတော့မယ်ဆိုတာကိုသိတဲ့အခါမှာတော့သူ့မျက်နှာဟာဖြူဖက်ဖြူတော့ဖြစ်နေတာကိုတွေ့ရပါတယ်။ ဖမ်းခံရတဲ့တရင်ကမြို့အနှံ့ကိုလှည့်မြန်စွာပြန့်နှံ့သွားခဲ့ပါတယ်။အဲ့ဒီအရာကတော့ရက်ွက်အုပ်ချုပ်ရေးမှုရဲ့လောဘကြောင့်အချိန်တော်ကြာအောင်စိတ်ပြတ်အားငယ်ခဲ့ကြတဲ့လူတို့ရဲ့ဒေါသနဲ့ပျော်ရွှင်မှုတွေကိုနှိုးဆွပေးခဲ့ပါတယ်။ဒီဖြစ်ရက်ကတော့ရန်နံရဲ့အဖေကိုအဖမ်းဆီးခံရစေခဲ့ပါတယ်။တရားမျှတမှုကို တကယ်တမ်းကူညီခဲ့ကြတဲ့လူတွေဟာနန္နာစီကို ချင့်ကပ်လာကြပါတယ်။သူမရဲ့ဇွဲလုံးလားတွေအတွက် အတိမတ်ပြုချီးကျူးကြပါတယ်။နန္နာရဲ့မျက်ရည်တွေကပပင်ပေါ်ကို စီးကျလာခဲ့ပါတယ်။ဒီတစ်ချိန်မှာတော့မျက်ရည်တွေကပျော်ရွှင်မှုကြောင့်ပါ။ရဲကားအများပြားဟာလမ်းမပေါ်မှာရက်တက်နေကြပါတယ်။မျိုးသူမျိုးသားတွေဟာအနားမှာစုဝေးပြီးတရားမျှတမှုဖော်ဆောင်နေတဲ့ဒရာမာဆန်နဲ့အခိုက်အတန့်တွေကိုစူးစမ်းစွာ ကြည့်ရှုနေကြပါတယ်။ တင်းထောက်တွေနဲ့မီဒီယာသမားတချို့ကလည်းမြို့လေးအတွက်သမိုင်းဝင်ဖြစ်ရဖြစ်လာနိုင်တဲ့ဒီခိုက်တန့်တွေကိုမှတ်တမ်းတင်ဖို့ရောက်ရှိနေခဲ့ကြပါတယ်။ပွင့်နေတဲ့အိမ်တကားနောက်ွယ်မှာတော့အများရန်မောက်မာပြီးဥပဒေနဲ့မညီဆွန်းဘူးလို့ခံစားနေခဲ့ရတဲ့ရက်ွက်အုပ်ချုပ်ရေးမှုဟာယာဒူးအာနာကို ခံစားနေကြအခန်းထဲမှာ ဖြူဖက်ဖြူတော်နဲ့ထောင်ကျနေရာကို တွေ့ရပါတယ်တုံရင်နေတဲ့လက်တွေနဲ့ရှဲယုံမှုတွေနဲ့ပြင်းနေတဲ့ ဖြူဖက်ဖြူရောမျက်နာနဲ့ရန်နိုင်ရဲ့အဖေဟာရဲတပ်ဖွဲ့ရဲ့တင်းကျပ်တဲ့အဆောင်ရှောင်းနဲ့သူ့ရဲ့စိန်ခံအိမ်ထဲကနေဖြည်းဖြည်းချင်းထွက်လာခဲ့ပါတယ်။သူဟာသူ့ရဲ့လောဘကြောင့်အချိန်တော်ကြာအောင်ကြောက်ရွံ့မှုတွေဒုက္ခတွေကိုရင်ဆိုင်ခဲ့ရတဲ့မြို့သူမြို့သားတွေကို မော့ကြည့်နိုင်တော့ပါဘူး။အဲဒီကနေမီတာအနည်းငယ်အကွာမှာလဲဒရာမာဆန်နဲ့နောက်ထပ်မြင်ကွင်းတစ်ခုကလည်းဖြစ်ပေါ်နေခဲ့ပါတယ်။အမြဲတမ်းမောက်မာပြီးဂုံယူနေတတ်တဲ့ရန်နိုင်ကတော့သူ့ကိုဖမ်း စီးဖို့လာတဲ့အရာရှိတွေကိုတိုက်ခိုက်ဖို့စ조사ရင်အော်ဟစ်နေခဲ့ပါတယ်။သူ့ရဲ့အော်ဟစ်တန်တွေဟာမနက်ခင်းရဲ့တိတ်ဆိတ်မှုကိုဖြိုခွဲလိုက်ပါတယ်။သူကအနီးအနားကရက်ွက်နေပြီးသူတွေစီကအကူအညီဒါမှမဟုတ်တနာညာတာမှုလေးကိုတောင်းခံဖို့စ조사ခဲ့ပါတယ်။ဒါပေမဲ့သူ့ကိုကူညီဖို့ဘသူမှရှေ့ကိုမတက်လာခဲ့ပါဘူး။မျက်ရည်တွေဝဲနေတဲ့နန္ဒာကတော့လူအုပ်ကြားထဲကနေအရာအားလုံးကိုကြည့်နေခဲ့ပါတယ်။သူမရဲ့မျက်လုံးတွေကမျက်ရည်တွေနဲ့ ဝေဝါနေခဲ့ပါတယ်ရန်နိုင်ကိုရဲတွေကလက်ထိတ်ခတ်လိုက်တာကိုမြင်တဲ့အခါမှာနန္ဒာဟာသူမရဲ့စိတ်ထဲမှာထူးဆန်းတဲ့အရာတစ်ခုကိုခံစားလိုက်ရပါတယ်ပျော်ရွှင်မှုတရားမျှတမှုနဲ့တနာကျင်နာမှုတွေရောထွေးနေတဲ့ခံစားချက်မျိုးပါဘာကြောင့်တကူအာနာရှိတဲ့လူတစ်ယောက်ကတခြားလူတွေကိုနာကျင်အောင်လုပ်ဖို့ရွေးချယ်ခဲ့တာလဲဆိုတာကိုသူမစဉ်းစားမိခဲ့ပါတယ်သူမရဲ့မျက်ရည်တွေကသူမတတိမထားမိပဲဖြည်းဖြည်းချင်းကြဆင်းလာခဲ့ ပါတယ်လက်စားချေတဲ့စိတ်ကြောင့်မဟုတ်ပါဘူးဒီဖြစ်ရက်ကအာနာကို အလွဲသုံးစားလုပ်တဲ့သူတိုင်းအတွက်သင်ငန်းစာဖြစ်ပါစေလို့မျှော်လင့်တဲ့စိတ်ကြောင့်ပါအဲ့ဒီအချိန်မှာဖြစ်ရက်နေရာမှာသတင်းထောက်တွေနဲ့မီဒီယာသမားတွေဟာဒူရဲမှုအစ်စ်ကိုဓာတ်ပုံရိုက်ဖို့နဲ့အင်တာဗျူးကိုဆက်လက်စူးစမ်းနေကြပါတယ်တမ်မာဘီတီငိမ့်နဲ့ဒူရဲမှုအစ်စ်က လူလူကိုပြောကြားလိုက်ပါတယ်ဒီဖန်စီဟာဥပဒေကဘသူကိုမှမခွဲခြားပဲတရားမျှတစွာကိုင်တွယ်ဆောင်ရွက်တယ်ဆိုတာကိုပြသနေတဲ့လက်တွေ့ကြတဲ့တသက်အထောက်ထားပါပဲတဲ့ရန်နိုင်အပေါ်အကြမ်းဖက်မှုကိစ္စကိုလည်းရန်နိုင်ရဲ့အဖေကျူးလွန်ခဲ့တဲ့ကြီးမားတဲ့အဂတိလိုက်စားမှုကိစ္စနဲ့အတူအလေးနက်ထားဆောင်ရွက်သွားမယ်လို့လည်းသူကအမခံခဲ့ပါတယ်သူရဲ့မှာ ကိုတည့်ရဲ့ခိုင်မာတဲ့စကလုံးတွေအပေါ်မှာလူလူကလက်ခုပ်တံများစွာနဲ့အားပေးခဲ့ကြပါတယ်။အရာအလုံးဟာနောက်ဆုံးမှာတော့တရားမျှတမှုရရှိလာခဲ့တယ်ဆိုတာကိုနန္ဒပြတင်းပေါက်ကနေကြည်နေခဲ့ပါတယ်။တဘာဝတရားမှာအာနာကိုအလွဲသုံးစားလုပ်တဲ့သူတိုင်းကိုတံပိုးရှိတဲ့သင်ငန်းစာတွေတင်ပေးဖို့နီလန်းကိုစီရှိနေတယ်ဆိုတာကိုသူမသိလိုက်ပါတယ်။ အဲ့ဒီညနေခင်းမှာတော့ကောင်းကင်ဟာလိန်မော်ရောင်တန်းလာခဲ့ပါတယ်။နန္နာဟာသူမဈေးရောက်နေကြနေရာကိုပြန်လျှောက်သွားခဲ့ပါတယ်။သူမရဲ့ဆိုင်လေးကိုပြန်ပြင်ဆင်ပြီးအရင်ကလိုပဲအဲ့ဒီနေရာမှာခိုင်မာစွာရပ်တည်နေခဲ့ပါတယ်။အခုတော့သူမဟာ သူမကိုယ်တိုင်အတွက်တင်ဈေးရောက်တာမဟုတ်တော့ပါဘူး။ မကြာခဏဆိုသလိုတရားမျှတမှုမရှိဘဲခံရတတ်တဲ့သေးငယ်တဲ့လူတွေအတွက်ခွန်အားရဲ့တင်ကြေတာတစ်ခုအနေနဲ့ပါနန္နာဟာဒီတစ်ချိန်မှာတော့ပုံမရိုးသားတဲ့ပုံမတတိရှိတဲ့ပုံမယုံကြည်မှုရှိတဲ့အပြုံးနဲ့ပြုံးလိုက်ပါတယ်။သူမအသက်ရှင်နေတဲ့၍ယုံအကံမှုတွေဟာဘယ်တော့မှမပြီးဆုံးဘူးဆိုတာကို သူမယုံကြည်နေခဲ့ပါတယ်။ ရန်တိုင်းနဲ့သူ့အဖေအဖမ်းခံရပြီးကလေးကရက်တွေကုံလွန်သွားခဲ့ပါတယ်။နန္နာနေထိုင်တဲ့မြို့လေးရဲ့အခြေအနေကဖြည်းဖြည်းချင်းပြောင်းလဲလာခဲ့ပါတယ်။အရင်ကအာနာအပေါ်ကြောက်ရွံ့မှုတွေနဲ့ပြည့်နှက်နေတတ်တဲ့လမ်းတွေဟာအခုတော့မျောလင်းချက်တွေနဲ့ပြည့်နှက်နေတဲ့နေရာတစ်ခုဖြစ်လာခဲ့ပါပြီ။နန္နာကလည်းသူမရဲ့ဇေယောင်းချင်းကိုပြန်လဲစတင်ခဲ့ပါတယ်။ဒီတစ်ချိန်မှာတော့ အရင်ကသူမမှာမရှိခဲ့ဘူးတဲ့စိတ်သက်အစ်စ်တွေနဲ့ပါသူမဟာအားနေတဲ့သူတယောက်အနေနဲ့မဟုတ်ပဲသူမဘဝမှာကြီးမားတဲ့စံတတ်မှုတွေကိုကြော်ဖြတ်ခဲ့တဲ့ခိုင်မာတဲ့အမြဘုသမီးတဦးအနေနဲ့ခိုင်မာစွာရက်တည်နေခဲ့ပါတယ်နန္နာရဲ့ဈေးရောင်းခြင်းကိုလမ်းဘေးမှာလူအများကအမြဲဆောင်ညော်နေကြပါတယ်ဖောက်တယ်တွေဟာသူမပြုတ်လုပ်ထားတဲ့မုံတွေကိုဝေယုံသားမက သူမရဲ့စူးစမ်းရုံးကန်မှုတွေအပေါ်လေးစားမှုနဲ့တနာကျင်နာမှုတွေကိုပါဖော်ပြဖို့အတွက်အဆက်မပြတ်လာရောက်နေခဲ့ကြပါတယ်။ပြည်သူအများပြားကနန္နာရဲ့ကုန်ပစ္စည်းတွေကို တမင်တကာပို့ပြီးဝယ်ယူကြပါတယ်။သူမတယောက်တည်းမဟုတ်ဘူးဆိုတာကို ပြသခြင်းနဲ့အတွက်ပါပဲဒီသေးငယ်ပေမဲ့ရိုးသားတဲ့အထောက်ပံ့တွေကနန္နာအတွက်ရည်တည်ဖို့နဲ့ရှေ့ဆက်သွားဖို့ခွန်းအားဖြစ်စေခဲ့ပါတယ်။တနေ့မနက်မှာတော့ဒူရဲမှုအစ်စ်ကနန္နာစီကို လာရောက်လေပတ်ခဲ့ပါတယ်။ သူမရဲ့အမှုဟာတရားရုံးမှာ ပုံမအားကောင်းတဲ့အခြေအနေရှိပြီလို့သူက သူမကိုပြောပြခဲ့ပါတယ်။နန္ဒာရဲ့တတိခံချက်က ရန်နိုင်ရဲ့အဖေကိုအဂတိလိုက်စားမှုနဲ့ဖော်ထုတ်ဖို့အတွက်အရေးကြီးတဲ့တတိအထောက်ထားတစ်ခုဖြစ်ခဲ့ပါပြီ။နန္ဒာကတော့ပျော်ရွှင်တဲ့မျက်လုံးတွေနဲ့ဒူရဲမှုအစ်စ်ကိုနားထောင်နေခဲ့ပါတယ်။ သူမရဲ့ဘဝကအရင်လိုဖြစ်နေသေးပေမဲ့ဒီခီးလန်းကသူမကိုဘလို့ပဲခက်ခဲကြမ်းတမ်းပါစေသူမဟာအဲ့ဒီကနေရုံထွက်နိုင်မယ်ဆိုတာကို သူမသိသွားခဲ့ပါတဲ့အဲ့ဒီအချက်အိမ်မှာတော့နန္နာရဲ့ဘဝကတဖြည်းဖြည်းကောင်းမွန်လာခဲ့ပါတယ်သူမရဲ့အိမ်နီးနားချင်းတွေနဲ့မြို့သူမြို့သားတွေကကူညီခဲ့ကြပါတယ်နန္နာကတော့လူတိုင်းရဲ့အကူအညီနဲ့စိတ်တခွန်အားတွေကြောင့်သူမဟာဒီလိုသေးငယ်တဲ့ဈေးတယ်မလေးတူးကနေပြန်လဲမတက်ရက်ပြီး ရက်ကွက်အုပ်ချုပ်ရေးမှူးရဲ့သားဖြစ်သူရန်နိုင်ကိုပြန်လည်တိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်ဆိုတာကိုသူမသိလိုက်ပါတယ်။နန္ဒာကဒီတကြိမ်မှာတော့နှဆိုင်နဲ့ငင်းချမ်းမှုနဲ့ပြုံးလိုက်ပါတယ်။ဘဝကခက်ခဲကြမ်းတမ်းနိုင်ပေမဲ့တရားမျှတမှုဟာနောက်ဆုံးမှာတော့အမြဲတမ်းအောင်မြင်ပြ။သူမကိုပုံမှုအားကောင်းစေတယ်ဆိုတာကိုသူမသိလိုက်ပါတယ်။ဒီခီးလန်းကလူတအူးချင်းစီတိုင်းအတွက်အဖိုးတန်တဲ့သင်ခန်းစာတွေနဲ့ပညာပေးခဲ့တာပါပဲ။